တင်ဆက်ပေးမယ့်သတင်းကတော့မူရင်းနိုင်ငံပြောင်းလဲသူများကိုအမေရိကန်အစိုးရမှဒေါ်လာတထောင်ထောက်ပံ့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်အစိုးရဟာနိုင်ငံအတွင်းမှာရောက်ရှိနေတဲ့အထောက်အထားမညထိုင်သူတွေကကိုယ်တိုင်နိုင်ငံကိုမူရင်းနိုင်ငံကိုပြောင်းလဲထွက်ခွာမယ်ဆိုရင်ပြောင်းလဲထွက်ခွာမယ်သူတွေကိုအမေရိကန်ဒေါ်လာတထောင်ထောက်ပံ့မယ်လို့သိရပါတယ်။ အမေရိကန်နိုင်ငံထဲကိုရောက်ရှိနေတဲ့အထောက်အထားမခံပါသူတွေအသုံးပြုဖို့အတွက်ဖြန့်ချိပေးထားတဲ့ CBP Home ဆိုတဲ့ application ကတစင်းတက်ဆိုင်ရာတာဝန်ရှိသူတွေကိုကိုယ်သဘောဆန္ဒနဲ့ကိုမွေးနိုင်ငံကိုပြောင်းချင်တဲ့သူတွေအနေနဲ့အဆက်အသွယ်လုံးအတည်ပြုနိုင်မယ်ဆိုရင်အမေရိကန်ဒေါ်လာတထောင်ထောက်ပံ့ပေးသွားမယ်အပြင်မွေးနိုင်ငံပြောင်းဖို့အတွက်လိုအပ်တာတွေကိုပါအကူအညီပေးသွားမယ်လို့သိရပါတယ်။ အကြောင်းအမျိုးနဲ့အမေရိကန်နိုင်ငံနဲ့ခုဝင်လာသူတွေနဲ့အထောက်ထားပါရှိရဲနဲ့ဝင်ရောက်လာသူတွေကိုလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့အခုလိုအစီအစဉ်ကိုဖော်ဆောင်ခဲ့တာဖြစ်ပြီးဆက်သွယ်လာသူတိုင်းကိုမြို့ရဲနိုင်ငံတွေစီကိုအဆင်ပြေပြေပြန်နိုင်အောင်လုပ်ဆောင်ပေးသွားမယ်လို့လည်းသိရပါဗျ။ဒီသတင်းကိုတော့ညီချင်းအောင်ပေးပို့လာပါဗျ။